ဒရုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုတွေက Gelmagi မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့တဲ့အခြေအနေအချို့ကိုပြသနေပါတယ်။မုန်တိုင်းပြီးတဲ့နောက်မှာတော့ဒေသခံပြည်သူတွေဟာပျက်စီးသွားတဲ့အပျက်စီးတွေကိုရှင်းလင်းပြီးသေဆုံးသွားသူတွေအတွက်ဝမ်းနဲ့ပူဆွေးနေကြရပါတယ်။လီလူအမျိုးနယ်ကမြို့သမီးတူဟာရေကြီးမှုကြောင့်သူ့ရဲ့ညီမကိုဆုံးရှုံးခဲ့ရပါတယ်။စိတ်ပိုင်းဆိုင်ရာမတန်ဆွမ်းတဲ့ကျမရဲ့ညီမလေးကသူ့အခန်းထဲမှာရှိနေခဲ့ပါတယ်။ကျမတို့တကားကိုဖွင့်ဖို့ကြိုးစားခဲ့ကြပါတယ်။တကားကမပွင့်ပါဘူး။မိဖို့ကြောင့်သုံးတာနဲ့ တန်တရွေးတွေနဲ့ဖွင့်မှုစူးစမ်းခဲ့ကြပေမဲ့လည်းမရခဲ့ပါဘူး။ကျမတကားကိုထိုးဖွင့်မှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့မပွင့်သေးပါဘူး။ရေရီတော်တော်မြင့်တက်လာပြီးကျမတို့ခေါင်းတွေကိုကျော်လွန်သွားတဲ့အထိစူးစမ်းခဲ့ကြပါတယ်လို့သူမကပြောပါတယ်။ရေကြီးမှုကြောင့်စီဝူးပြည်နယ်တစ်ခုလုံးရေလွှမ်းမှုခဲ့ပြီးနေအိမ်များပြန်ပြက်စီးခဲ့ရပါတယ်။အနာပိုင်တွေအနေနဲ့မုံတိုင်းအနေရသတိပေးချက်ကိုပို့ပြီးအလေးထားဆောင်ရွက်တင်တယ်လို့ဒေသခံတွေကပြောကြပါတယ်။ကျွန်တော်ထင်တာကတော့ဒေသခံအစိုးရကတကယ်ကိုအားနည်းခဲ့ပါတယ်။ ကျွန်တော်တို့မပြင်ဆင်နိုင်ခဲ့ရပါဘူး။အဲဒါဆိုတော့သူတို့သတိပေးခဲ့တဲ့မှာလေ။အဲဒါဆိုရင်ကျွန်တော်တို့ပြင်ဆင်နိုင်ခဲ့မှာပါ။လူသေဆုံးမှုတွေကိုရှောင်ရှားနိုင်ခဲ့မှာပါ။အခုတော့လူတွေအများကြီးသေဆုံးခဲ့ရတယ်ဆိုတာကျွန်တော်သိပါတယ်လို့ဒေတာကန်တူကပြောပါရယ်။ဖိလစ်ပိုင်နိုင်ငံမှာဆူဆူရွရွပျက်စီးဆုံးရှုံးခဲ့ပြီးတဲ့နောက်ကယ်မာကီမုန်တိုင်းဟာ BNN ဘက်ကိုဆက်လက်ဦးတည်နေပြီး10မီတာအထိမြင့်တဲ့လှိုင်းတွေဖြစ်ပေါ်နိုင်တယ်လို့အာဏာပိုင်တွေကထုတ်ပြန်ထားပါရယ်။ဒီဒေတာဟာမုန်တိုင်းထံကြောင့်မကြာခဏခံရပါရယ်။ ဖိလစ်ပိုင်မှာဒီရသည့်အတွင်းမုံတိုင်းအလုံး20လောက်တွေ့ကြုံခဲ့ရပြီးနှစ်ကုန်ပိုင်းမှာနောက်ထပ်3လုံးကနေ5လုံးလောက်ထပ်မံကြုံတွေ့ရနိုင်ပါတယ်လို့ခန့်မှန်းထားပါတယ်။လက်ရှိမှာလည်းဒီထက်ပိုပြီးအားပြင်းနိုင်တဲ့နောက်ထပ်ဖန်နန်ကွန်အပူပိုင်းမုံတိုင်းတစ်ခုဟာလည်းဖိလစ်ပိုင်နိုင်ငံစီကိုဥတီရွေးရှားလာနေပါတယ်ရှင်။